အားလုံးမင်္ဂလာပါဒီတစ်ခေါက်ကတော့မိတ်ဆွေတို့ကိုလက်မသိအောင်ကျော်ဈေးဆိုင်လောက်တာပဲဖြစ်ဖြစ်เนาะကိုယ့်ကိုလက်သိနေထင်ပြုလုပ်ရမယ့်ရည်ရည်လေးတစ်ခုကိုလာရောက်တွေ့ပြပေးခြင်းပါတယ်ဒီရည်ရည်ကကိုအောင်မန်းကျွန်တော်တို့ဆရာဆိုရထက်ဟိတ်စာအုပ်ထဲကနေဆင့်ကျွန်တော်တို့ဖော်ပြတဲ့ရည်ရည်လေးဖြစ်ပါတယ်ရည်ရည်ရဲ့ခေါင်းစဉ်ကစိန်ဘူးတော်ဟိတ်လက်မသိဆိုတဲ့ခေါင်းစဉ်နဲ့တွေ့ရတာဖြစ်ပါတယ် အဲ့တော့ဒီရတရားလေးကိုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးချင်တာကတော့အလုပ်လုပ်တဲ့အခါမှာလက်တိတ်နေတဲ့လူတွေစီးပွားရေးလုပ်တဲ့အခါမှာလက်တိတ်နေတဲ့လူတွေအိမ်လက်တိတ်နေတဲ့လူတွေစတဲ့ဖြစ်ပေါ့နော်ပြုလုပ်မယ်ဆိုရင်ပြုလုပ်လို့ရပါတယ်အဲ့တော့ရတရားရဲ့ခေါင်းစဉ်ကတော့စိန်ဖူးတော်ဟိတ်လက်မတိတ်ဆိုတဲ့ခေါင်းစဉ်နဲ့တွားမှာဖြစ်ပါတယ်အဲဒီရတရားတော့ကျွန်တော်ဆရာဆိုရက်ထအောင်ပန်းပေါ့နော်ကျွန်တော်ကိုအောင်ပန်းကြီးရဲ့ဟိတ်စာအောင် ဒုတိယအတွဲထဲကနေတစ်ဆင့်ကောက်နှုတ်ပြီးတော့ပြင်ဆက်ပြီးတော့ပြပြပေးတာဖြစ်ပါတယ်။အဲ့တော့ဘာလို့ရမလဲလို့ပြောမယ်ဆိုလို့ရှိရင်ဖတ်မအောင်ဆုံးမိတ်ဆွေအနေနဲ့စိန်မှုတော့ဓာတ်ပုံစိန်မှုတော့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတကူအကြီးဆုံးဖြစ်တဲ့ဒီရွှေတဂုံစိန်မှုတော့လဲရတယ်နော်ပြီးွားရင်တခြားတကူကြီးပြရရဲ့စိန်မှုတော့ဓာတ်ပုံပေါ့နော်နည်းနည်းလေးခက်ကြီးကြီးတက်တက်ရရတီတီတက်တက်လေးကျွန်တော်တို့ပရင်ထုတ်တာပဲပြပြဝယ်တာဖြစ်ပြလို့ပါအပြီးွားရင်ကိုအိမ်ကိုဆိုင် ဒါမှမဟုတ်ကိုပွဲရုံရုံငန်းကိုလက်ပိတ်နေရဆိုတဲ့နေရာအဲခန်းမှာချိတ်ဆွဲရမှာချိတ်ဆွဲတဲ့အခါကျရင်ကျွန်တော်ခေါင်းရင်းဘက်အချမ်းမှာပဲထားပြီးချိတ်ဆွဲရမှာဖြစ်ပါတယ်အဲ့တော့ချိတ်ဆွဲရမယ့်ရက်ကတော့ကျွန်တော်တို့တနင်္လာဆန်းနဲ့လာဆန်းတရက်နေပေါ့နော်လာဆန်းတရက်နေနဲ့တနင်္လာနေနဲ့တစ်ထပ်တည်းကြတဲ့ရက်မှာချိတ်ဆွဲရမှာဖြစ်ပါတယ်အဲ့တော့အချိန်အားပြည့်ကတော့မနေ့ပိုင်းကျွန်တော်တို့9နာရီလောက်ပြုလုပ်မယ်ဆိုရင်ပြုလုပ်လို့ရပါတယ် အဲ့တော့တကယ်လို့များကျွန်တော်ရဲ့မိတ်ဆွေတွေလက်တိတ်နေတယ်ဆိုလို့ရှိရင်ဒီရတရားလေးကိုပြုလုပ်ကြည့်ပါစိတ်မှုတော့ဓာတ်ပုံနည်းနည်းလေးဒီလောက် site ပဲဖြစ်ဖြစ်ပေါ့နော်အဲပြီးွားလို့ကျွန်တော်ပုံမှန်ဓာတ်ပုံဟိုဟာဖျားပုံတော် site လောက်ပေါ့နော်အဲဒီအနည်းဆက်ဆုံးလွယ်ကူဆုံးကတော့ရွှေတကုံများစိတ်မှုတော်ကတော့ဓာတ်ပုံတွေရောင်းနေတာရှိပါတယ်တချို့ဟာရှိအဲ့တော့ဘောင်လေးတေချာကတ်ပေါ့ရွှေရောင်ဘောင်လေးကတ်ပြီးတော့အဲတိန့်ထပေါ့ဗျာနော်အဲ့တော့မြန်မာလာဇန်း တရက်နေ့ဟာတနင်္လာနေ့ကြာတဲ့နေ့မှာမနေ့9နိုင်မှာကိုယ့်ရဲ့အေကံကိုလက်ပိတ်နေနေရတဲ့ခေါင်းရင်းကိုချိတ်ဆွဲပေးခြင်းဟာကိုယ့်အတွက်လက်လာပါတယ်အားကောင်းစေတယ်ကံကောင်းမှုရရှိစေတယ်ဆိုတော့အဲတဘောတရားကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့လက်ပိတ်နေတဲ့ကျွန်တော်မိတ်ဆွေတွေရှင်ဒီရက်တရားကိုလုပ်ကြည့်ပါတကယ်လို့တနင်္လာနေ့နဲ့လာစန်းနဲ့ထပ်တူမကြသေးဘူးဆိုလို့ရှင်ဒီဗီဒီယိုဖိုင်လေးကိုတင်ထားပါကြာလာတဲ့တနင်္လာကျရင်ပြုလုပ်ပါကိုယ့်စီမှာတော့အဲ့ဒီစိတ်မှုတော့ဓာတ်ပုံတော့ရအောင်တော့ယူထားပါ ဒီရတရားလည်းခဏကျွန်တော်ပြောလို့မူရင်းရေးထားရေးထားတဲ့ဆရာဆိုရက်ထက်ကျွန်တော်တို့ရဲ့ကိုအောင်ပန်းဝန်ကိုကျွန်တော် credit ပေးပါတယ်အားလုံးတော့ကျွန်တော်မိတ်ဆွေတွေသိစေချင်လို့ကျွန်တော်သူ့ရတရားတွေကနေတခုခုကောက်လို့တင်ဆက်ပြီးတော့ပြောပြပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးတော့ကျွန်တော်မိတ်ဆွေတွေဒီလောက်ဆိုရင်ကျွန်တော်ပြောတာနားလည်မယ်လို့ထင်ပါတယ်နားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော် comment မှာရေးထားပါချိတ်ရမယ့်ရက်ကညမာလာစံတရက်နေ့ဖြစ်ရမယ်တနင်္လာနေ့ဖြစ်ရမယ်အချိန်က9နာရီချိတ်ရမှာခေါင်းရင်ဘက်ဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ဧကန် ကိုယ့်ရဲ့ရုံကကိုယ့်ရဲ့ဖခင်ကံကောင်းရင်ပဲဖြစ်ရမယ်နော်။ Okay အားလုံးပဲကျွန်တော်မိတ်ဆွေတွေလက်မတိတ်ပဲနဲ့ရောင်းပန်းဝယ်ပန်းနေအားကောင်းပါစေလို့ဒီနေ့အနေနဲ့ဆုတောင်းမေတ္တာပို့တာပါပါတယ်ခင်ဗျ။